ုံလုံရှားရှားကွာသလားစီစဉ်ကိုရှူစားနေကြရတာပါဒီတစ်ပတ်မှာတော့ဂီနီဘီဆာကိုအာနာသိမ်းမှုနဲ့အာဖရိကအာနာတခိုးတွေတမိုင်းအော်စတြေးလျကကမ္ဘာပထမဆုံးအသက်18နှစ်အောက်ဆိုရှယ်မီဒီယာပိတ်ပင်မှုနဲ့အရှိတောင်အရှာကတယန်စာရချိန်စာသက်မြေတစင်းကြောင်းရှူစားကြမှာဖြစ်ပါတယ်အကဘီဆာအင်ပိုဆာဒူနတ်ဖွန်ဆွန်အာဖရိကတိုင်းမှာစစ်တပ်ကအာနာသိန်းနဲ့ခေဆိုးကြီးကြောပြန်လာခဲ့ပြန်ပါပြီ အာဖရိကအနောက်ပိုင်းကဂီနီဘီဆာနိုင်ငံမှာရွေးကောက်ပွဲရလဲမကြေညာခင်စစ်တပ်ကအာဏာသိမ်းလိုက်ပါတယ်။ဒါ2019နောက်ပိုင်းကမ္ဘာမှာ16ချိန်မြောက်အာဏာသိမ်းမှုဖြစ်ပြီးတော့မြန်မာပြည်ကမင်းအောင်လှိုင်အာဏာလုတဲ့တချိန်ကလွဲကျန်တဲ့16ချိန်စလုံးအာဖရိကမှာဖြစ်ခဲ့ရပါလူရဲ့နှစ်သန်းလောက်ပဲရှိတဲ့ဒီနိုင်ငံကအာဏာတကူးစစ်တပ်ကလည်းတပြားဟောင်းကြီးပဲပြန်ဖွင့်ပြန်ပါတယ်အချင်းပြနိုင်ငံရေးသမားတွေနဲ့မူရစ်စေဝါမှောင်ခိုးသမားတွေလက်ထဲကနေတိုင်းပြည်ကိုကယ်တင်တာလို့ဆိုပါတယ် အသွင်ကူးပြောင်းရေးသမ္မတတစ်နှစ်ပဲလုပ်ပါမယ်လို့စစ်ဘုတ်ချုပ်ဟော်တာအမ်ဒန်ကကြေညာပါတယ်။ရေမြေချားပေမဲ့ပြောင်းလဲပြောင်းသားလုပ်တာချင်းကတော့ညီကိုရင်းတွေပေါ်မှာတူညီလွန်းလာပါတယ်။အနာသိန်းကောင်စီနာမည် High Military Command for the Restoration of National Security and Public Order ဆိုတာကလည်းမြန်မာပြည်နဝတ SLORC နာမည်နဲ့တော်တော်ဆင်ပါတယ်။ဂီနီဘီဆာဝါ1984လွတ်လပ်ရေးရပြီးကတည်းကအနာသိမ့်မှုနဲ့အနာသိမ့်မှုကြိုးပမ်းမှု ကိုးချိန်နဲ့မနဲ့ကြုံခဲ့ရဘူးပါတယ်ကိုကင်းမူရစေဝါပို့ဆောင်ကလမ်းကြောင်းဖြစ်နေလို့ကုလသမဂ္ဂကနာဂိုစတိတ်မူရနိုင်ငံလို့တော့သတ်မှတ်ခဲ့ဘူးပါတယ်ကုလသမဂ္ဂပါဝင်နိုင်ငံတကာကတော့ဒါကိုဖွဲ့စည်းပုံနဲ့မညီရဲ့အစိုးရပြောင်းလဲမှုလို့ရှုတ်ချထားပြီးတော့အရသာအုပ်ချုပ်မှုပြန်ကျင့်သုံးဖို့တောင်းဆိုထားကြပါတယ်အနာသိန်းနဲ့ခုလုတ်တယ်ဆိုတာစစ်တပ်ဒါမှမဟုတ်နိုင်ငံတွင်းကတခြားဩဇာရှိတဲ့ elite အတိုင်းဝိုင်းကနေလက်ရှိခေါင်းဆောင်ကိုဖြုတ်ချဖို့တရားမဝင်ကြိုးပမ်းတာလို့အဓိပ္ပာယ်ဖွင့်ပါတယ် 1950ပြည့်လွန်နှစ်တွေကစလို့အာဖရိကမှာအာဏာသိမ်းဖို့ကြိုးပမ်းမှုအကြိမ်200ကျော်ရှိခဲ့ပြီးတော့ထက်ဝက်လောက်အောင်မြင်ခဲ့ပါတယ်။2000ပြည့်လွန်နှစ်တွေမှာယုံနေသွားပြီမဲ့2020နှောင်းပိုင်းမှာတော့ဆာဟယ်ဒေသကနေအက်တလန်တစ်ကမ်းရိုးတန်းထိအာဏာသိမ်းလှိုင်းသစ်ရိုက်ခတ်လာပါတယ်။မာလီ၊ချတ်၊ဂီနီ၊ဆူဒန်၊နိုင်ဂျာ၊ဘာကီနာဖာဆိုနဲ့ဂါဘွန်နိုင်ငံတွေမှာစစ်တပ်အာဏာသိမ်းတာတွေဇက်တိုက်ဖြစ်လာလို့အဲ့ဒီဒေသကိုခုဘက်အာဏာသိမ်းရဝန်းလိုတော့တုံးတုံးကြပါလေ။ ဘာဂီနာဖာဆိုမှာဆိုရင်တစ်နှစ်ထဲမှာလည်းအာနာသိမ်းမှုနှစ်ကြိမ်ဖြစ်ခဲ့ပါတယ်။အာနာရှင်မိသားစုစီကနေစစ်တပ်ကအာနာပြန်သိမ်းတာမျိုးလဲ2023လုံးကဂါဘွန်နိုင်ငံမှာဖြစ်ပွားခဲ့ပါတယ်။ပြည်သူများစွာအကျင့်မြတ်ခြားစားမှုကုံစဲလုံးကြီးမြင့်မှုနဲ့အစိုးရဝန်ဆောင်မှုညံပြင်းတာတွေကြောင့်စိတ်ပြက်နေကြတယ်လို့စာရေးဒေတာမှာဂျီဟက်ဝါဒီရဲ့အကြမ်းဖက်မှုတံကိုလည်းခန်းစားနေရပါတယ် အရသာတမနာတချို့ကလည်းအာနာမြဲဖို့ဖွဲ့စည်းပုံပြင်တာရွေးကောက်ပွဲရွှေဆိုင်တာတွေလှုပ်လာတော့ယုံကြည်မှုကျဆင်းပြီးတော့စစ်ဘုံချုပ်တွေတို့ကသူတို့ကသူတို့ကက်တင်ရှင်ပုံဖော်ဖို့လေပူသွားစီပါတယ်ပထမနိုင်ငံရဲ့ကွဲပြဲတွေကြောင့်နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးမှာထိခိုက်လာသလိုကိုလို့ရအတွက်တာဝန်မခံရဘူးဒဏ်ခတ်မခံရဘူးလှုပ်ချင်တာလှုပ်လို့ရတယ်လို့ခံစားလာရတာကြောင့်အာနာသိမ့်မှုတွေပြန်ဖြစ်လာတာလို့ကုလသမဂ္ဂအတွင်းမှုချုပ်အက်ဒိုနီယိုဂူဒါရက်စ်ကလည်း2021တုန်းကပြောခဲ့မှုပါတယ်နိုင်ငံတကာဖွဲ့စည်းတွေကလည်းအားနည်းလာတယ် နိုင်ငံကြီးတွေကလည်းကိုလက်သက်မွေးလို့ရရင်ကိုအမျက်ထုတ်လို့ရရင်အဆင်ပြေကြီးလို့သဘောထားကြတယ်။အိန္ဒိချင်းတွေကလည်းကိုအကျိုးစီးပွားဆိုတဲ့ရှုထောင့်ကပဲကြည့်ကြတဲ့အချိန်မှာတော့လက်နဲ့ရှိရင်ထင်အားဆိုင်လို့ရတဲ့တော်ရိုင်းဝါရဟာတကြောပြန်အားကောင်းလာခဲ့ပြီးတော့စစ်အာဏာရှင်တွေခေါင်းဆောင်လာခဲ့တာဖြစ်ပါတယ်။တနက်ပြောင်းသွားကအာဏာသိမ်းမှုကနေလူမှုကွန်ရက်အသိမ်းခံရတော့မယ်ဆယ်ကျော်သက်တွေကြောင်းဆက်ကြည့်အောင်ပါ။အော်စတြေးလျနိုင်ငံမှာ2025ဒီဇင်ဘာ10ရက်ကစပြီးတော့16ရက်ဘယ်သူမှမဆို ထင်ရှားတဲ့ social media platform တွေမှာအကောင့်ဖွင့်သုံးဆခွင့်ပိတ်ပင်ခံရတော့မှာဖြစ်ပါတယ်။ကလေးတွေကို NL ရှိတဲ့အကြောင်းအရာတွေနဲ့ဆွဲလန်းမှုတွေကနေကာကွယ်ဖို့အတွက်ရည်ရွယ်တာဖြစ်ပါတယ်။မလိုက်နာတဲ့ကုမ္ပဏီတွေဟာအစိုးရကဒေါ်လာ49သန်းခွဲအမေရိကန်ဒေါ်လာ32သန်းဝန်းကျင်အထိဈေးရိုက်ခံရနိုင်ပါတယ်။ဒီပိတ်ပင်မှုမှာ Instagram, Facebook, TikTok, Snapchat, Reddit နဲ့ Twitch လို့ platform ကြီးတွေအားလုံးအကျုံးဝင်ပါတယ်။ ကလေးတွေအနေနဲ့ YouTube ဗီဒီယိုကြည့်တာလိုမျိုးအကောင့်ဝင်စရာမလိုတဲ့အကြောင်းအရာတွေကိုတော့ကြည့်ခွင့်ရအောင်ပါပါဒါပေမဲ့အကောင့်ဖွင့်တာဗီဒီယိုတင်တာမှတ်ချက်ရေးတာနဲ့ follower စုတာလိုမျိုးကိစ္စတွေကိုတော့လုပ်ခွင့်ရတော့မှာမဟုတ်ပါဘူးချိုးပေါက်ခဲ့ရင်လည်းကလေးတွေနဲ့မိဘတွေကိုဒဏ်ငွေရိုက်တာအပြစ်ပေးတာမျိုးလုပ်မှာမဟုတ်ဘဲနဲ့တက်ဆိုင်ရာလူမှုကွန်ရက် platform တွေကိုပဲအေးအေးယူမှာဖြစ်ပြီးတော့သူတို့တွေအပေါ်မှာပဲဥပဒေရတားဆီးဖို့တာဝန်ရှိနေတာဖြစ်ပါတယ်သူတွေတနာတွေရ10နှစ်ကနေ15နှစ်ရွယ်ကလေး66ရာခိုင်နှုန်းဟာဆိုရှယ်မီဒီယာပလက်ဖောင်း မော်တစ်ခုသုံးဆွဲနေကြတယ်လို့တွေ့ရပါတယ်။ဆယ်ယောက်မှာခုနှစ်ယောက်လောက်ကအမျိုးသမီးတွေကိုမလိုမုန်းထားခွဲကြတဲ့ post တွေအချမ်းဖတ်ရံပွဲဗီဒီယိုတွေကနေအစားတောက်ပုံစံမူမမှန်တာတွေကိုကိုကိုတက်သေးခြင်းစိတ်ဖြစ်စေတဲ့အကြောင်းအရာတွေအထိအနေရှိတဲ့အရာတွေကိုမြင်ဘူးတွေ့ဘူးကြရလို့ဖြစ်ဆိုကြပါတယ်။ထောက်ဝက်ကြော်လောက်က online နိုင်ငံချင်းမှု cyber bullying ကိုကြုံဘူးပြီးတော့ခုနှစ်ယောက်မှာတယောက်လောက်ကတမပြည့်သူတွေကိုလိမ်မိုင်းဆိုင်ရာရွေချမ်းနဲ့ချင်းကပ်စီယုံခံရတာ grooming လုပ်ခံရတာမျိုးကြုံဘူးတယ်လို့ဆိုပါတယ်။ဒါကြောင့်အကောင့်မဖွင့်နိုင်ရင် အန်ရရှိတဲ့ algorithm စဝင်းထဲကနေကလေးတွေကိုဆွဲထုတ်နိုင်မယ်လို့ယူဆထားကြပါတယ်။ဒါမဲ့ app တစ်ခုအနေနဲ့သုံးဆွဲသူက15နှစ်လား25နှစ်လားဆိုတာဘယ်လိုသိနိုင်မလဲဆိုတာမေးတယ်။အခုချိန်ဒီတော့ platform အများစုကအကောင့်ဖွင့်မယ်ဆိုရင်ဖြည့်လိုက်တဲ့ငွေသက်ကလေးကိုပဲယုံကြည်လက်ခံခဲ့ကြတာဖြစ်ပါတယ်။အခုတော့ဒါမျိုးမရတော့ပါဘူး။ company တွေဟာ age assurance လို့ခေါ်တဲ့အသက်တည်ပြုစနစ်ဘက်ကိုကူးပြောင်းလာကြပါတယ်။ဒီထဲမှာနိုင်ငံသားကတ္တာမှမဟုတ်နိုင်ငံကူးလက်မှတ်လို့တရားဝင် ID တင်ခိုင်းတာဘဏ်ကနဲ့ချိတ်ဆက်ထားတဲ့အချက်အလက်တွေကိုစစ်ဆေးတာ ိုးမျက်နှာပုံကိုဗီဒီယိုရိုက်တင်ပြီးတော့အသက်ဘယ်လောက်ရှိပြီလဲဆိုတာ AI နဲ့ခန့်မှန်းတွက်ချက်တဲ့ facial age estimation စနစ်ကိုတုံးတာတွေပါဝင်ပါတယ် Facebook နဲ့ Instagram ကိုပိုင်ဆိုင်တဲ့ Meta ကုမ္ပဏီကတော့အသက်မပြည့်တဲ့အကောင့်တွေကိုစတင်ပိတ်သိမ်းသွားမယ်အကယ်၍မှားယွင်းပိတ်သိမ်းခံရတယ်လို့ယူဆရင် ID ဒါမှမဟုတ်မျက်နှာဗီဒီယိုပေးပို့ပြီးတော့ယူခံဝင်ခိုင်းမယ်လို့ပြောထားပါတယ် Snapchat ကိုပိုင်တဲ့ Snap ကုမ္ပဏီကတော့တုံးဆွဲသူကဘယ်သူတွေနဲ့စကားပြောနေတယ်လဲဆိုတာကြည့်ပြီးတော့16နှစ်အောင်ဟုတ်မဟုတ်ခံမှန်းမယ်ပြီးရင်တော့ဘန်ကတ်ဒါမှမဟုတ် biometric data တွေနဲ့တပ်တည်ပြခိုင်းမယ်လို့ဆိုပါတယ်။ကောင်းတဲ့ဘက်ကကြည့်ရင်တော့မိဘတွေတက်ဥရိယကြောထောက်နောက်ကန်ရလာပါတယ်။ဒါအင်္ဂါထုတ်တဲ့စီကံမဟုတ်ဘူး။ဥရိပဲလို့ပြောလို့ရသွားပါတယ်။ဒါပေမဲ့ပြဿနာအကြီးကြီးတွေရှိနေတယ်လို့ထောက်ပြတာလည်းရှိပါတယ်။ပထမတစ်ချက်ကဟာခွက်တွေပါ။စကြောသက်တွေကသူတို့တီနီယာကိုဖျောက်ဖို့အတွက် VPN သုံးမဲ့အကြောင်းဒါမှမဟုတ် app တွေဆက်သုံးလို့ရအောင်အကိုတွေအမတွေရဲ့ ID ကိုယူသုံးမဲ့အကြောင်းတွေအခုခေတ်ကဆွေးနွေးနေကြပါပြီဒုတိယချက်ကနည်းပညာမပြည့်စုံမှုပါ မျက်နာကိုကြည့်ပြီးတော့အသက်ခံမှန်းတဲ့စနစ်ကနှစ်အနည်းငယ်လောက်လွဲနိုင်ပါတယ်။ဥပမာပေးရရင်15နှစ်အရွယ်တချို့အပိတ်ခံရနိုင်တယ်လို့ရုပ်ရည်နဲ့73နှစ်အရွယ်တွေကြတော့လွတ်သွားတာမျိုးရှိနိုင်ပါတယ်။တတိယအချက်ကတော့စီကံတက်ရောက်မှုလုကင်းနေတဲ့နေရာတွေပါ။ဥပဒေကဆိုရှယ်မီဒီယာပလက်ဖောင်းတွေကိုပဲအဓိကထားပြီးတော့ဂိမ်းကစားတဲ့ဝန်ဆောင်မှုတွေ WhatsApp လို့စာတူပို့စနစ်တွေ Discord server တွေလို့နေရာမျိုးတွေကိုမလွှမ်းချုံပါဘူး။အဲ့ဒီလိုနေရာတွေမှာလည်းအနိုင်ကျင့်တာတွေကလေးတွေကိုစီးအောင်တာတွေဖြစ်ပျက်နေပါတယ်။နောက်ဆုံးအချက်ကတော့ကိုယ်ရဲ့အချက်လက်လုံခြုံမှု privacy ပါဒီဥပဒေကိုအကောင့်ထဲပို့ဖို့အတွက်ကုမ္ပဏီတွေကတုံးဆွဲသူတန်ပေါင်းများစွာစီကနေအရေးကြီးအချက်အလက်တွေရယူဖို့လိုပါလိမ့်မယ် data ပေါက်ကြားမှုတွေမကြာခဏကြုံထားတဲ့နိုင်ငံတစ်ခုအနေနဲ့အော်စတြေးလျပြည်သူအများစုဟာသူတို့ရဲ့ ID အချက်အလက်တွေကိုနည်းပညာကုမ္ပဏီကြီးတွေစီပေးရဖို့စိုးရိမ်နေကြပါတယ်အစိုးရကတော့အသက်စစ်ဆေးဖို့ရယူထားတဲ့ဘယ်အချက်လက်မဆိုအတီးပြုတ်ပြီးတာနဲ့ဖျက်ပြရမယ်မဖျက်ရင်ကြီးလေးတဲ့ပြည်ထန်တွေရှိမယ်လို့ပြောထားပါတယ်ဒါပေမဲ့ဒီဇင်ဘာ၁၀ရက်နေ့ကစပြီးတော့အကောင့်တန်ပေါင်းများစွာပျောက်ကွယ်သွားတဲ့အခါ NRA တွေကရော ကောက်နေတဲ့သူပျောက်သွားပါမလားဒါမှမဟုတ်စောင့်ကြည့်ဖို့ပိုခက်တဲ့အင်တာနက်ရဲ့အမှောင်ဗချမ်းစီကိုယူသွားမလားဆိုတာတန်လျာရှိနေကြပါတယ်။အော်စတြေးလျနိုင်ငံဟာကလေးတွေကိုအင်တာနက်ပေါ်မှာဘလို့ကြီးပြင်းဝင်ပြုတ်မလဲဆိုတဲ့အပေါ်အလောင်းစားကြီးရဲ့စမ်းသပ်ချက်တစ်ခုကိုစတင်လိုက်ပြီဖြစ်ပါတယ်။ဒီလိုမျိုးပြိမ်ပင်ဖို့စီစဉ်နေတဲ့တခြားနိုင်ငံတွေကလည်းအော်စတြေးလျဥပမာကိုစောင့်ကြည့်နေကြပါတယ်ခင်ဗျာ။ကဲကျွန်တော်တို့နောက်ဆုံးတစ်ပုဒ်အနေနဲ့အရှိတောင်အရှာကတယန်ဇာတကျင်ဇာသင့်မြစ်ဒစင်းကြောင်းဆက်ကြည့်အောင်ပါ ထိုင်းမြောက်ပိုင်းမြန်မာနယ်စပ်အနီးထတွန်းတောင်နှမ်းတွေကြားကနန့်ခုတ်မြစ်ဟာကဒေသခံတွေရဲ့အသက်သွေးကြောဖြစ်ခဲ့ပါတယ်။ချင်းရိုင်နဲ့ချင်းမိုင်ကစိုက်ခင်းနေတဲ့ကြေးရွာလေးတွေကိုအသက်ဆက်ပေးနေကြတာရှင်းရခင်ငယ်ကဖြစ်ပါတယ်။အခုတော့အထက်ပိုင်းမြန်မာနိုင်ငံဗတ်ချန်းကတပ်စုတွင်းတွေကြောင့်ရေလူညဉ့်ညမ်းနေပြီးတော့ဒေသခံတွေမြေကြီးမတုံးဆွဲကြဘူးအာဏာပိုင်တွေကတတိပေးထားရပါတယ်။တောင်သူတစ်ခမ်လူဟာအရင်ကမြေကြီးကိုစုပ်တင်ပြီးတော့စိုက်ခင်းတဲ့ဓာတ်ရဲ့အတွင်းလေးရှိပါတယ်။ဒီကဧပြီလကစလို့ပြပြော จျက်တုံယူနဲ့ကြောင်းတိုက်ဖို့အတွက်မြေရောက်ရေเိုကြောင်းသเหมือน เรา ตายไปครึ่งหนึ่งแล้วค่ะ คือแบบนี้คือเอามาลดน้ำสวนก็ไม่ได้มาทำอะไรก็ไม่ได้อย่างเงี้ยค่ะพอเราเอามาลดน้ำผักเขาก็ไม่ซื้อผักเรา คืออยากให้ ผู้เกี่ยวข้องช่วยดูแลให้หน่อยค่ะအောက်ကပိုင်းရှင်းရင်ခရိုင်နတ်ခုတ်မြင်းနဲ့မဲခေါမြင်းစုံရရွာကလေးကတန်ငါးတွေလည်းငါးဖမ်းလို့မရတော့ဖြစ်နေပြီလို့ပြောကြပါတယ်အသက်48နှစ်ရွယ်ရေလုံသားစဝတ်ခေါတန်ကတော့မဲခေါမြင်းကစကားပြောလိုက်ရင်ငုံမိမှာပါအရင်ကအမေးရနေကြငါးတွေအခုတော့တကောင်းမှမမိတော့ဘူးလို့ညီးတော့ပါတယ်ညီးရဲမှာ ရွှေနဲ့မြေရှားတပ်ထုတူးဖော်မှုတွေနဲ့ဆက်ဆက်နေတဲ့အာဆင်နစ်နဲ့တခြားအစိတ်အသင့်ဓာတ်ပစ္စည်းတွေပါဝင်နေတာတွေ့ရပါတယ်။ American ခြေစိုက် STEM Sam Center ရဲ့လေးလာမှုရအရှိတောင်အရှောက်ကုန်းတွေပိုင်းမှာတပ်ထုတွင်2400ကျော်ရှိပြီးတော့အများစုကတရားမဝင်ပါဘူး။တပ်ထုတွင်တွေက cyanide, mercury, ammonium sulfate စတဲ့ဓာတ်ပစ္စည်းတွေဟာမဲကောင်တန်လွင်နဲ့အေယာရီမြေဝန်းတွေစီစီးဝင်ပြီးတော့လူတန်းပေါင်းများစွာရဲ့တောက်သုံးရေငါးတယံဇာတ်စိုက်ပျိုးမြေတွေနဲ့ဂေဟာစနစ်ကိုချိမ့်ချောက်နေပါတယ်။ This story started with the impacts of only two rare earth mines on the Kok River system. Uh, those rare earth mines were in Myanmar. ဒီဇလန်ကနန်းခုံမြစ်ကိုတက်ရောက်မှုရှိတဲ့မြေရှားတပ်တူတွေနှစ်ခုတည်းနဲ့စခဲ့တာပါ။အဲ့ဒီတပ်တူတွေနေကမြန်မာနိုင်ငံထဲမှာရှိပါတယ်။မြစ်ကထိုင်းနိုင်ငံနဲ့စီးဝင်ပြီးအဲ့ဒီကမှတဆင့်မဲခေါင်မြစ်ထဲရောက်သွားတာပါ။မြစ်ကမကြီးပင်မဲ့လူတောင်းချီမှီခိုနေရပြီးအခုတော့လုံးဝသုံးမရတဲ့အနေအထားဖြစ်နေပါပြီ။ ကျွန်တော်ရဲ့သူတည်တနာအရဒေတာရင်းကတခြားမြစ်လက်တက်အများပြားမှာလဲဒီလိုအစိတ်အပင်ညဉ့်ဉန်းမှုမျိုးကြုံတွေ့ရနိုင်ပါတယ်တော်တော်ကြဲကြဲပြက်ပြက်ဖြစ်နေတာပါဓာတ်တွင်တွေကမတန့်စင်တဲ့ရေတွေကိုမြစ်ထဲဒိုက်ရိုက်စွန့်ပစ်သလိုဓာတ်တွင်ပစ္စည်းတွေကမြောက်ရေကြောတဲ့အထိစိတ်ဝင်သွားပါတယ်ထိုင်းအာနာပိုင်တွေကတော့ဒီကိစ္စကိုမြန်မာဘန်းနဲ့ရောဘဲကောင်မြစ်ကော်မရှင်မှာပါတင်ပြထားပြီးတော့ပူပေါင်းဆောင်ရွက်ဖို့ကြိုးပမ်းနေပြီမဲ့ဒေတာကန်တွေကချိန်သိမ့်မရှိတော့ဘူးလို့ပြောပြထားပါတယ် จางเฮือแม่น้ํากกกลับมาเหมือนเดิมค่ะตองดูติดก็တော့ကျမကတော့နန်းကုတ်မြကြီးကိုအရင်လိုပြန်ဖြစ်စေချင်အောင်ပါပဲတယောက်ကကုညီပေးနိုင်မလားလို့မျှော်လင့်မိပါတယ်လို့ပြောကြခဲ့ပါတယ်ခင်ဗျာอยากฝากช่วยหน่อยนะเจ้าတချို့ပြန်အကောင်းလာရဲ့စစ်အာဏာသိမ်းပွဲတွေကိုနိုင်ငံတကာကဘာကြောင့်ထိတိယောက်မတားဆီးနိုင်တာလဲဩစတြေးလျလိုစစ်ကြောင်းတယောက်ကလေးတွေကိုဆိုရှယ်မီဒီယာပိတ်ပင်တာမျိုး မြမပြီမာရောရှင်သုံးတင်သလားလက်တွေရော ကြပါမလားကိုကျိုးရှာတတ်ထုတူးဖော်မှုတွေကြောင့်ပျက်စီးဆုံးရှုံးရတဲ့မြေချောင်းတွေအတွက်ဘယ်သူမှတာဝန်ရှိဆုံးလဲဆိုရဲမေးခွန်းတွေအတွက်ဒီဗီပိတ်သက်တွေရဲ့အထင်မြင်ချက်တွေကိုလည်း comment မှာမှတ်ချက်ရေးသားခဲ့ကြဖို့ဖိတ်ခေါ်ပါရစေတလူရှာကဘာသွားအစီအစဉ်ကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်ကျွန်တော်စိုက်ခင်နေပါ